အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နိုဝင်ဘာလ10ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့မြန်မာကိုထက်ဆင့်မုန်တိုင်းနှလုံးဝင်မဲ့အရေးပေါ်သတိပေးချက်အပြင်အရေးကြီးမိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားပါမယ်ပထမဦးစွာတိုင်ဖုန်းခန့်မှန်းကြီးတိုင်ဖုန်းဖန်ဝန်နဲ့နိုဝင်ဘာလ10ရက်မှာ12ရက်တွင်ရွာသွန်းနိုင်တဲ့မိုးအခြေအနေများကိုတင်ပြပေးပါမယ်ဗီယက်နမ်နိုင်ငံကိုဖျက်ချော်ဝင်ရောက်တိုက်ခတ်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းခန့်မှန်းကြီးဟာနိုဝင်ဘာလ9ရက်ညမှာ ကုန်းတွင်းလေပွေလိုင်းဖြင့်အနောက်ဘက်သို့ဆက်လက်ရွေ့ရှာပြီးမုန်တိုင်းကျွန်းညံများဟာထိုင်းနိုင်ငံမြောက်ပိုင်းသို့ဆက်လက်ရွေ့ရှာဝင်ရောက်လျက်ရှိပါသည်။တိုင်ဖုန်းခမီကီရဲ့အကျွန်းချက်များဟာထိုင်းနိုင်ငံမြောက်ပိုင်းမှတဆင့်မြန်မာနိုင်ငံအရှေ့ပိုင်းတောင်ပိုင်းနဲ့အလယ်ပိုင်းဒေသအချို့သို့သို့နိုဝင်ဘာလ၈ရက်၉ရက်၁၀ရက်များမှာရွေ့ရှာဝင်ရောက်လာနိုင်ပြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းမွန်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းနဲ့ကရင်ပြည်နယ်တို့မှာနိုဝင်ဘာလ၈ရက်မှ၁၂ရက်ထိ 9ရက်တွင်မိုးရေချင်းလေးလက်မှခန့်မှ9လက်မှအထက်ရွာသွန်းရရှိနိုင်ပါသည်။တိုင်ဖုန်မုန်တိုင်းဖန်ဝမ်ဟာနိုဝင်ဘာလ9ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို Category 4တိုင်ဖုန်အဆင့်ဖြင့်ဖြတ်ကျော်ဝင်ရောက်ပြီးတောင်တရုတ်ပင်လယ်တွင်ဝင်ရောက်လာကအရှိတ်ဘက်သို့ပြန်လည်ချိုးကွေ့ရွေ့ရှားနိုင်ကြောင်းအတည်ပြုပြီးဖြစ်တဲ့အတွက်တိုင်ဖုန်ခန့်မီကီရဲ့မုန်တိုင်းအကျဉ်းချံများဝင်ရောက်ပြီးနိုဝင်ဘာလ10ရက်နောက်ပိုင်းမှာအရှိတ်ဘက်မှာမုန်တိုင်းအကျဉ်းချံများကြောင်းအခါလွန်မိုးဖြတ်မိုးအန္တရာယ်များမရှိနိုင်တော့ပါဘူး။နိုဝင်ဘာလ9ရက်နေ့10ရက်များမှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာထပ်လေပွေလှိုင်းဖြစ်ပေါ်နိုင်တော့လဲမြောက်ရက်မှာလေစီးကြောင်းအားကောင်းလာပြီးပင်လယ်ပြင်မှာရေပင်ကြီးအမြင့်အပူချိန်ကြာဆင်းလာခြင်းတို့ကြောင့်အားကောင်းလာနိုင်ခြင်းမရှိကြောင်းအနောက်တောင်ဘက်မှာလေစီးကြောင်းအားနည်းသွားတဲ့အတွက်မြန်မာနိုင်ငံဘက်မှာမိုးရွာသွန်းခြင်းရပ်တန့်သွားနိုင်ကြောင်းတွေ့ရပါတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသတိပေးထားပါတယ်အခုဆက်လက်ပြီးနိုဝင်ဘာလ၈ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိန်အသင့်တင်းမှာတိန်ထူထပ်နေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိန်အနှဲငယ်ဖြစ်ထွန်းနေပါတယ်ထူကြတဲ့အချိန်တွေကတော့ယနေ့မြန်မာစံတော်ချိန်9နာရီ30ချိန်တိုင်းထွာကြများရထိုင်းနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဖျက်ကျော်လျက်ရှိတဲ့လေဖီအားနဲ့ဆဲဟာအနောက်ဘက်သို့ရွေ့ရှားခဲ့ပြီးအားလျော့သွားခဲ့ပြီဖြစ်ပါတယ်ယနေ့ညနေထိခံမှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတိန်အသင့်တင်းဖြစ်ထွန်းပါမယ်နေပြီးတော့မန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့မှာနေရာကွက်ကြချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာစိတ်စိတ်မိုးထစ်ချုံရွာသွန်းပါမယ်။ရွာရံရာနှုံးပြေဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများကတော့တနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်ချောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်း လျက်စည်းလက်ချင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။မြမပင်လေပြင်မှာတော့မြမကန်ရန်တခြားနယ်ကန်လွန်ပင်လေပြင်တို့မှာတခါတရံမိုးသက်လေပြင်များကြာရောက်ပြီးလှိုင်းအသင်တင်မှလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်ကြတဲ့ရေပြင်ပြင်လေးဟာတနာယီလ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှာမြမကန်ရန်တခြားနယ်ကန်လွန်ပင်လေပြင်တို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့နေပြီးတော့ ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာနှံပြားမိုးထစ်ချုံရွာပါမယ်။နေပြည်တော်နဲ့ဤတဝိုက်တွင်ယနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရံရာနှုံး60ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဤတဝိုက်တွင်ယနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံး80ဖြစ်ပါတယ်။ မန္တလေးမြို့နယ်နီဒဝိုက်တို့ရဲ့ယနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရံရံနှုံး60ဖြစ်ပါတယ်။အခုဆက်လက်ပြီးမြန်မာပြည်တို့ရွာမိုးကြီးမဲ့ဒေသများကိုတင်ဆက်ပေးသွားပါမယ်။နိုဝင်ဘာလ10ရက်မှာကိုရက်နေ့နနက်စောစောအတွင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီးအရှိချမ်း၊ရှမ်းပြည်နယ်အရှိပိုင်း၊ကယားပြည်နယ်၊ရန်ကုန်တိုင်းဒေသကြီးအရှိပိုင်းတို့မှာ နေရာစိတ်စိတ်မိုးရွာပါမယ်။ပဲခူးတိုင်းဒေသကြီးအနောက်ချမ်းရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင်များ တနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်နယ်အရာဝတီတိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းဒေသကြီးအောက်ပိုင်းတို့မှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ်24နာရီအတွင်းမိုးများနိုင်တဲ့မြို့နယ်များကတော့ပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိတယ်ပဲခူးဝေါ်တနက်ပင်ကဝဒိုက်ဦးညောင်လေးပင်ရွှေကျင်ကြောက်ကြီးကြောက်တကာကရင်ပြည်နယ်အတွင်းမှာရှိတယ်မြဝတီဖအံလှိုင်းပွဲ့ ကော့ဂရိတ်ဖာပွန်မော်မီနယ်တွင်းမှာရှိတဲ့ကြိုက်ထူဘီလင်းပေါင်တထုံချောင်းစုံမော်လမြိုင်မုဒုံတန့်ဖြူစရက်ကြိုက်မယောရှမ်းပြည်နယ်ရှေးပိုင်းမှာရှိတဲ့မိုင်းယောင်တာချီလိမိုင်းဖြတ်ကြိုင်းတုံမိုင်းလာမိုင်းဆက်ရန်ကုန်တိုင်းဒေသကြီးတွင်းမှာရှိတဲ့ခရမ်းသုံးကအစိုးပါဒေသများမှာမိုးများရွာသွန်းနိုင်ပါတယ်မွန်ပြည်နယ်ကရင်ပြည်နယ်တို့မှာတော့ယနေ့နယ်လက်ပိုင်းမှာစပြီးတော့မိုးရွာသွန်းပါမယ် ဖမ်မီဂီတိုင်ဖုန်းမုံတိုင်းဟာယနေ့မနက်ပိုင်းဗီယက်နမ်ကုန်းတွင်းမှတဆင့်၎င်းမုံတိုင်းအကျဉ်းချံလီပွေလိုင်းဟာခွန်ဒရန်နေလာအိုထိုင်းကုန်းတွင်းဖြတ်ကျော်ဝင်ရောက်နေပြီးနောက်အနောက်သို့ဆက်ရွေရှားခြင်းကြောင့်နိုဝင်ဘာလ10ရက်နေ့ညနေ2နာရီနောက်ပိုင်းမြန်မာတောင်ပိုင်းကုန်းတွင်းဝင်ရောက်ရိုက်ခတ်ခြင်းအချိန်နဲ့အေယာဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နေပြည်တော်ခရိုင်မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်မကွေးခရိုင်တရက်ခရိုင်ရှမ်းပြည်နယ် တနင်္သာရီတိုင်းဒေသကြီးမွန်ပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်တောင်ပိုင်းတို့မှာရှေ့ရက်နေ့မနက်9:00နာရီနောက်ပိုင်းလေတိုက်ပြီးတော့နေရာကျကျမှနေရာကွက်ကြားမူကြည့်ပါမယ်။ဟင်းတရာ၊မအူပင်၊ညောင်တုံ၊ဒေတရဲ၊အင်ကပူ၊ကြောင်ကုန်၊ငတိုင်းချောင်း၊ကျုံပြော၊ဟင်းတရာ၊ဇလွန်၊ဒနုပြူ၊ဘန်းတနော်၊ညောင်တုံ၊မအူပင်၊ဒေတရဲ၊ကြိုက်လက်၊ဖြာပုံ၊ပိုကလေး ြင်စလူဝါခေမှာဟိုင်းကြီးကျွန်းမော်ကျွန်းမိမ့်မလကျွန်းပတ်သိမ်ငပူတော်လက်ပွတာမြောင်းမြကံကြီးတောင်လေးမျက်နာအတုတ်ရေကြီးတာပေါင်းတို့မှာမနက်7:00နာရီနောက်ပိုင်းလေတိုက်မူကြည့်ပါမယ်။ပကူပြီပဒောင်းတာယဝတီ30မင်းလှစစ်ကွင်းမိုးညူပောက်ခေါင်ပောင်းတလေပောင်းတယ်ပေကုံ ဇီးကုံပရိကုံအုတ်ဖူအုတ်တွင်ညောင်ချောက်ညောင်လေးပင်ဝေါ်ဒိုက်ဦးကဝတက်ကလာအုံနှဲ့တနတ်ပင်ကြောက်ကြီးမုံကြောက်တန်ခါကြောက်တကာရွှေကျင်ဖြူဇေယောက်တီကျိုးပင်ကောက်လက်ပဒံတောင်ငူစွာနဲ့ရင်ဤတို့မှာမနက်6နာရီနောက်ပိုင်းလေတိုက်မူကြည့်ပါမယ်မော်လမြိုင်ကြိုက်သူ ကြိုက်သီယိုကြိုက်ခမီကြိုက်ကောကြိုက်မယောမုဒုံမုဒ္ဓမတထုံချောင်းစုံပေါင်တန့်ဖြူစရလက်မိုင်းနဲ့ရေတို့မှာမနက်9နာရီနောက်ပိုင်းလေတိုက်မူကြည့်ပါမယ်ဖအံမြိုင်ကလေးဖာပွန်ရှမ်းရွာသက်လှိုင်းဘွဲ့ထီလုံးကြိုင်းစိတ်ကြီးဖျားသုံးစုကြိုက်တုံစုကလီကော့ဂရိတ်မြဝတီတို့မှာမနက်9နာရီနောက်ပိုင်းလေတိုက်မူကြည့်ပါမယ် တဝဲရေဖြူတရချောင်းမောင်းမကန်ဘိတ်ပလော ပလောက်ကျွန်းစုမျိုးတို့မှာမနက်တနားရီနောက်ပိုင်းမိုးကြီးပါမယ်ရန်ကုန်မြို့ရင်းမှာတော့တိုက်ကြီးအဖျောက်မော်ဘီတိလဝါတန်လျင်ကွန်းချံကုန်းတွန့်တေသုံးခွနဲ့ခရမ်းတို့မှာမနက်၈နာရီနောက်ပိုင်းလေတိုက်မိုးကြီးပါမယ်ကြောက်ဖြူမန်အောင် တောင်ကုတ်အန်းမအီကွာနဲ့ငပလီတို့မှာညနေ၂နာရီနောက်ပိုင်းမိုးကြီးပါမယ် မကွေးမင်းဘူးစင်ပေါင်ဝဲ မြို့တဲတောင်တွင်းကြီးတရက်အောင်လန်းနဲ့နှမောက်တို့မှာညနေ2နာရီနောက်ပိုင်းမိုးရွာပါမယ်။နေပြီးတော့တက်ကုံပြင်မနာလေဝေကူမဲဝမ်းသာမိထီလာပျော်ပွင့်နဲ့ရမဲသင်းတို့မှာညနေ2နာရီနောက်ပိုင်းမိုးရွာပါမယ်။တောင်ကြီး ကလောအောင်ပန်းပင်းတရရွှေညောင်အင်းလေးပင်လုံးမိုင်းကိုင်းမိုင်းဖြက်တာချီလေးတာလီ စီဆိုင်ပင်လုံမိုင်းတုံကျိုင်းတုံမိုင်းရောင်မိုင်းလာမိုးပြေလင်းခေမိုင်းပြင်းမိုင်းခက်ပေါင်းလုံတို့မှာမနက်9နာရီနောက်ပိုင်းမိုးကြီးပါမယ်။လိုက်ကောဖဲခုံဘောလခဲမော်ချီဖရူဆိုခဲပြူဆိုပါဒေတာများမှာ မနက်9နာရီနောက်ပိုင်းမိုးရွာပါမယ်။အခုဆက်လက်ပြီး2025ခုနှစ်နိုဝင်ဘာလ9ရက်မှ12ရက်နေ့ထိ အနောက်ပစိဖိတ်ပင်လယ်ဘက်မှာဖြစ်ပေါ်လာတဲ့မုန်တိုင်းသရေအခြေအနေတွေကိုတင်ဆက်ပေးပါမယ်။အနောက်ပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်ခဲ့တဲ့ 90W လေဖီအားနဲ့ရေဝန် LBA အဆင့်မှာနိုဝင်ဘာလ9ရက်နေ့ညချိန် 32W 26W မှာတိုင်ဖုန်းမုန်တိုင်းဖန်ဝါအဆင့်တက်ဟာလေတိုင်နှုန်း130ကီလိုမီတာမှအမြင့်ဆုံးလေတိုင်နှုန်း135ကီလိုမီတာခန့်တိုက်ခတ်ကာအနောက်ဘက်ကို25ကီလိုမီတာနှုန်းဖြင့်ရွေ့ရှားကာဖိလစ်ပိုင်အတွင်းကိုဝင်ရောက်လာပါမယ်။ နိုဝင်ဘာလ10ရက်နေ့မှာတော့ 32W 26W Typhoon မော်နိုင်ဖန်ဝေါမှာအဆင့်နှစ်အဆင့်3လေးတိုက်နှုန်း140ကီလိုမီတာမှအမြင့်ဆုံးလေးတိုက်နှုန်း165ကီလိုမီတာခန့်တိုက်ခတ်ကာအနောက်ဘက်ကို25ကီလိုမီတာမှ30ကီလိုမီတာနှုန်းဖြင့်ရွေ့လျားသွားပါမယ်။တိုင်ဖုန်းဖန်ဝေါအချိန်ကြောင့်ဖိလစ်ပိုင်နိုင်ငံလေပိုင်းဗီဆာယာနေရာများကိုတက်ရောက်မှုများဖြစ်ပေါ်လာနိုင်ပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာတော့အားလွန်ကောင်းတဲ့တိုင်ဖုန်းမော်နိုင်ဖန်ဝေါအဆင့်၄ဟာလေးတိုက်နှုန်း140ကီလိုမီတာမှ အမြင့်ဆုံးလေတိုင်းနှုန်း185ကီလိုမီတာခန့်တိုက်ခတ်ကာအနောက်ဘက်နဲ့အနောက်မြောက်ဘက်ကို30ကီလိုမီတာမှ35ကီလိုမီတာနှုန်းဖြင့်ရွေ့ရှားသွားပါမယ်။ဖိလစ်ပိုင်နိုင်ငံလူစုံမြောက်ပိုင်းနေရာများကိုတိုင်ဖုန်းမွန်တိုင်းဖန်ဝါအဆင့်၄ကြော်ဖြတ်ရိုက်ခတ်လာမှာဖြစ်၍အနေရောင်အဆင့်တတ်မှတ်ချက်၊လိမ်မော်ရောင်အဆင့်တတ်မှတ်ချက်၊အဝါရောင်အဆင့်တတ်မှတ်ချက်နဲ့အပြာရောင်အဆင့်တတ်မှတ်ချက်များအထိတတိပေးချက်များကိုပါကာဆာမှထုတ်ပြန်ပေးထားနိုင်ပါတယ်။ နိုဝင်ဘာလ10ရက်နေ့မှာ 32W 26W တိုင်ဖုန်းမွန်တိုင်းဖန်ဝါဟာအဆင့်3ဖြင့်လေတိုင်နှုန်း150မှ130ကီလိုမီတာခန့်တိုက်ခတ်ကာအနောက်ဘက်နဲ့အနောက်မြောက်ဘက်ကို25ကီလိုမီတာမှ15ကီလိုမီတာနှုန်းဖြင့်ရွေ့ရှားသွားပါမယ်။နိုဝင်ဘာလ17ရက်နေ့မှာတော့ 32W 26W တိုင်ဖုန်းမွန်တိုင်းဖန်ဝါမှာအဆင့်1ဖြင့်လေတိုင်နှုန်း120ကီလိုမီတာခန့်တိုက်ခတ်ကာမြောက်ဘက်နဲ့အနောက်မြောက်ဘက်ကို30ကီလိုမီတာနှုန်းဖြင့်ရွေ့ရှားသွားပါမယ်။ တိုင်ဖုန်းမုန်တိုင်းဖန်ဝေါအရှင်ကြောင့်ကွမ်တုံးပြည်နယ်တောင်ပိုင်းမှာအရှိပိုင်းဖူကျန်းပြည်နယ်နဲ့ကျက်ကျန်းပြည်နယ်ကံရက်နေရာတို့မှာလေပြင်းများတိုက်ခတ်နိုင်ပါတယ်။နိုဝင်ဘာလ12ရက်နေ့မှာ 32W 26W တိုင်ဖုန်းမုန်တိုင်းဖန်ဝေါအဆင့်တက်မှာလေတိုင်နှုန်း120ကီလိုမီတာခန့်တိုက်ခတ်ကာမြောက်ဘက်နဲ့အရှိမြောက်ဘက်ကို15ကီလိုမီတာနှုန်းဖြင့်ရွေ့ရှားသွားပါမယ်။ထိုင်ဝမ်ရေလက်ကြားနဲ့ထိုင်ဝမ်ကျွန်းကန်ယူရန်နေရာများတစ်လျှောက်နဲ့ကုန်းတွင်းပိုင်းနေရာတို့ကိုအဆင့်တစ်ဖြင့်ကြော်ဖြတ်ရိုက်ခတ်လာနိုင်ပါတယ်။ အဆိုပါတိုင်ဖုန်းမွန်တိုင်းဖန်ဝါကိုဟောင်ကောင်ကနေပြီးတော့အလှည့်ကြရောက်၍နာမည်သတ်မှတ်ပေးထားပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။